ဒီနောက်ကိုရင်ဘောက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်အောင်ပြန်လာခဲ့နော်ဘန်ကောက်မှာနော်ငါဘန်ကောက်မှာနေတယ်ကိုစီကိုတော့မချန်နဲ့ငါစီကိုအရင်ငါချန်ပြန်လာခဲ့ငါလည်းကတော့ရှင်နေတာအဲ့ဒီဘောက်ကဘောက်ကတော့ဘောက်ကတော့လာလိုက်မှမနိုင်မဖြစ်နေတာပေါ့နော်တော်တော်တွတ်ချင်နေတယ်ငါလည်းကတော့ရှင်နေတယ်အာအခုရနေပြီးတော့ငါဒီဝတ္ထုနဲ့ကပ်ဖို့တန်းငါရှာထားပါပေါ့နော်နင်းနင်းလာလို့ရှင်ငါကတော့မလို့ အာဝတ်ထုကပ်ဖို့ဆိုတာဒီပိဿနဲ့တော့မဟုတ်ဘူးငါလက်ဦးကကျွန်တော်ဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နေကိုကတ်လိုက်တာအဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာဒီလိုအရေးကြုံအောက်တန်းစားတွေကိုကျွန်တော်တို့နှိမ့်ကုတ်ပို့ရတယ်အခုငပောက်ကထိုင်းကိုမလာဘူးလို့ပြောလို့မရဘူးလာနိုင်လာအောင်ပဲအလုံးတည်းရဲ့တိုင်းထိုင်းဆိုတာလေတော်လိုင်းဘက်ကိုအပြတ်ရက်တည်ထားတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးနှစ်ဖက်ကိုဘဲမဲ့ညီအောင်လို့နေတဲ့တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းထိုက်ပြနေအောင်ဆက်သွယ်ဆက်သွယ်မှုပတ်သက်မှုဆက်နွယ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညမှာတစ်ခုပြောချင်တယ်ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့ညီကိုကစပြီးတော့ မပေါက်ပဲလာတာဘလူပဲလာတာကျွန်တော်တို့တွေကထိုင်းမှာနေတာဖြစ်တဲ့အတွက်ဥပဒေမဲ့လုတ်ပြီးတော့မလုတ်မိစေနဲ့ရှင်းရှင်းပြဥပဒေပေါင်တဲ့ကကျွန်တော်တို့ဘလို့တောက်ပြန်လို့ရမလဲဒီလိုလူရောက်มาတွေဒီအောက်တန်းစားတွေကိုကျွန်တော်တို့ကထိုင်းနိုင်ငံရဲ့အတာအဝယ်ဥပဒေပေါင်တဲ့ကနေဘလို့တောက်ပြန်လို့ရမလဲဌာနဆိုင်ရာတွေနဲ့ပေါင်းစည်းပြီးတော့ဘလို့ကင်ွယ်လို့ရမလဲဒါမျိုးတွေကိုများများအားပေးကြပါများများဝိုင်းကြိုးစားပေးကြပါအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါက်ကိုတော့ထိုင်းကိုနောက်တစ်ခေါက်လာမိတဲ့တဲ့ကြောင့်ထိုင်းရောက်မြန်မာတွေပေါက်ကိုတော့ကိုလှုပ်ချက်မိသူတွေကိုကိုစီထူးသတိပေးလိုက်ပြီးမှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာကဲမနေ့ကတော့ကမနေ့ကတော့ကငပေါက်ကဗီဒီယိုဖိုင်တစ်ခုတင်တယ်အားလုံးကြည့်မှာပါငပေါက်ကတော့အရေးချုံအရေးချုံဘာဖြစ်လဲပေါ့လက်တော့ကျွန်တော်တောင်းနေကမနေ့ကတော့ငပေါက်ကဘုံမက်ခင်းနဲ့ကျွန်တော်နဲ့ကိုချိန်ချောက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုတင်တယ်အဲ့ဒါကတော့တူထိုင်းကိုပြန်လာအောင်မယ်ငစီမင်းမကြတော့ဘူးဆိုပြီးတော့ချိန်ချောက်တယ်နော်အဲ့တော့မတ်တီရွှေသားငပေါက်ချိန်ချောက်တဲ့ဟာကိုအခုတည်းမှာပြည်သူတွေက ကိုတယောက်ကဘာပြောထားလဲကြည့်ပါလိုက်နော်ဒီလောက်ကိုရင်ပောက်ကိုထိုင်အောင်ပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်အောင်ပြန်လာခဲ့နော်ဘန်ကောက်မှာနော်ငါဘန်ကောက်မှာနေတယ်ကိုစီကိုသွားမရှာနဲ့ငါစီကိုအရင်လာရှာပြန်လာခဲ့ငါလည်းကတိုးရှင်နေတာအဲ့ဒီပောက်ကပောက်ကတော့ပောက်ကတော့လည်းမမနိုင်မဖြစ်နေတာပေါ့နော်တော်တွေ့ချင်နေတယ်ငါလည်းကတိုးချင်တယ်အာအခုရနေပြီးတော့ငါဒီဝတ်ထုလေးကပ်ဖို့တည်းကရှာထားမှာပေါ့နော်နင်နင်လာလို့ချင်းကကတော့မလို့အာဝတ်ထုကပ်ဖို့ဆိုတာဒီပက်ဆန်နေတော့ပေါ့ကောငါလက်ဦးကြီးတစ်လုံးဖြတ်ပြီးတော့အဲ့ဒီမှာတက်ပြီးတော့နင်ကိုခတ်လိုက်မယ်နော်လေးနဲ့ကတော့မယ်လေးနဲ့လာခဲ့နော် ပြင်ကကတော့မလို့အာဝတ်တုကတ်ဖို့ဆိုတာဒီပက်ဆန်နဲ့တော့မဟုတ်ဘူးနော်ငါလက်ဦးကြီးတလုံးဖြတ်ပြီးတော့အဲ့ဒီမှာတက်ပြီးတော့နင်းကိုကတ်လိုက်မယ်နော်လီးနဲ့ကတော့မယ်လီးနဲ့လာခဲ့နော်ဘန်ကောက်မြို့မှာနေတယ်အမေသာဘတ်မှာဘန်ကောက်မြို့မှာနေတယ်ကဲကြားတဲ့အတိုင်းပဲဟမ်မတ်တေရွှေသားငပောက်နော်ငပောက်မင်းကငါ့ကိုချိန်မောင်းနေလို့ရှိသေးတယ်ဟိုမှာဘန်ကောက်မှာမင်းကိုနော်ကတ်ချင်လို့တဲ့အစင်နဲ့ကတ်ဖို့စောင့်နေတဲ့သူကစောင့်နေပြီငပောက်ကြီးဘယ်လိုလုပ်မလဲနော်အဲ့တော့လက်ရှိမြန်မာပြည်မှာကနေပြမှားတာမှန်တာတွေတရားတာမတရားတာဆိုတဲ့အရာတွေမကြည့်ကြတော့တောက်စရာမြန်မာပြည်ကတကယ်ဗုဒ္ဓဘာသာတိုင်းပြည်လို့လားပြောလား ။သူများဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြည်တွေမြန်မာပြည်ထဲအများကြီးငြိမ်းချမ်းနေတာအားလုံးတွေ့မယ်။အဲ့ဒါဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့ဒီလိုဗုဒ္ဓဘာသာကိုနာမည်ခံပြီးတော့အထုအယောင်အောက်တန်းစားတွေများလို့ပဲ။ဗုဒ္ဓဘာသာဆိုတာအင်မတန်ကဘာဝတရားဆန်တဲ့ဘာသာတစ်ခု၊အင်မတန်ရိုးရှင်းတဲ့ဘာသာတစ်ခု၊အင်မတန်နူးညံ့တဲ့ဘာသာတစ်ခု၊အင်မတန်တိမ်မွေ့တဲ့ဘာသာတစ်ခု။ဒါပေမဲ့လက်ရှိအဲ့ဒီဗုဒ္ဓဘာသာဒီဖျားရဲ့အဆုံးအမတွေကိုထိမ့်တိမ်ဆောက်ရှောက်လက်ဆင့်ကမ်းပါမယ်ဆိုတာတန်တာကိုခေါ်တာအဲ့တော့အဲ့ဒီတန်တာတွေကတင်ငန်းချုပ်တယ်အဲ့ဒီတင်ငန်းမြင်လိုက်တာနဲ့လူလူကလေးစားတယ် ပိရိကကလေးစားတယ်တန်ဖိုးထားတယ်ဒါကိုလူရောက်မာတွေကကောင်းကောင်းသိတော့အဲ့ဒီတန်သာတွေခြုံတဲ့တင်ကန်းကိုခက်တီဒီနဲ့ကောက်ချုံပြီးတော့ဘာလုပ်လဲတူတော်ကောင်းကြီးအောင်စောင့်ပြီးတော့ရုပ်မာတဲ့လုပ်ပြီးလုပ်ကြတယ်အဲ့ဒီထဲမှာတော့မတ်တင်ရွှေသားရွှေကြာငပောက်အရှိတော့မှာနော်ငပောက်ဟာပါရာစီကလေးပါးနဲ့ကြပြီးတော့ပါရာစီကကြနေတဲ့ဒူတီဟာအဲ့တော့ယဟန်မှာပါရာစီကကြသွားရင်ဘယ်တော့ခါမှယဟန်မဖြစ်တော့ဒါကြောင့်မလို့ငပောက်ကိုအဆရာတော်ဆရာတော်ဆရာတော်ကိုယ်ပဲနေချမယ်ဆိုရင်ဒီလောက်လူတက်ဖို့ပြက်ဖို့တနေ့တနေ့ဝိနည်းနဲ့မညီတဲ့ဇကားတွေအပြောတွေအလုပ်တွေနေထိုင်မှုတွေလုပ်နေတဲ့တယောက်ကို ဘလို့အတွေးခေါ်ဘလို့တရားမျိုးနဲ့တရားစိတ်မျိုးနဲ့ဖြစ်ခိုးလဲဆိုတော့ကျွန်တော်စဉ်းစားမှတ်တယ်နော်အဲ့တော့ငပောက်ကဘူးဆိုရင်ခိုင်းရပထမတစ်ခေါက်လာဘူးပါဘီဈေးကူလဲဆိုတော့ခေါင်းစဉ်တော့ပြင်းပြင်းနဲ့သူကိုယ်တိုင်လာတော့မှပထမတစ်ခေါက်လာတော့ကစတင်ထားတယ်အကောင်ကြီးကြီးလိုချင်တဲ့အတွက်ကိုကိုယ်တိုင်ငစားဖြစ်မြားတင်ရင်လည်းမြားမှာပဲဆိုတော့အဲ့ဒါကတော့ရှင်းပါတယ်ခိုင်းမှာအခုထောက်ဖို့တွေရှိတယ်အဲ့ဒီထောက်ဖို့တွေကိုလာမြားတယ်လက်ရှိတွင်ဦးတော်လိုင်းရင်းမှာနိုင်ငံတကာရောက်မြန်မာပြည်သားတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအင်အားအကောင်ဆုံးဝိုင်းလုပ်ကြတာဒီထိုင်းနိုင်ငံဘာဖြစ်လို့ထိုင်းကအင်အားကောင်းလဲဆိုတော့ထိုင်းကိုရောက်တဲ့ပြည်သူဥယျာဉ်ကလည်းမြားတယ် ထိုင်းပြီးလို့ရှိရင်မလေးရှားတို့အဂျပန်တို့ကိုရီးယားတို့စတဲ့ဖြင့်စင်ကာပူတို့မြန်မာပြည်သားတွေရှိပေမဲ့စင်ကာပူနိုင်ငံလုံးမှာဆိုရင်တော်တော်နဲ့တော်နိုင်နဲ့ပတ်သက်တော့လှုပ်ရှားနေတဲ့လှုပ်ရှားလို့မရဘူးရှင်းရှင်းပြောရင်ငွေလွှဲရတယ်ကအစကျွန်တော်လှုပ်ချင်တိုင်းလှုပ်လို့မရတဲ့အပိုင်းသားတွေရှိတယ်ထိုင်းမှာကြတော့အောက်ခြေလူဒန်းစားများပေမဲ့အဲ့ဒီအောက်ခြေလူဒန်းစားတွေကဒီနေ့ချိန်ထိတော်နိုင်ရေကိုကိုယ့်ရဲ့ twin dancer တွေကမစားရမတောက်ရတဲ့ဝိုင်းကူညီဝင်ရနေတာဒါကငပေါ့တို့ကကောင်းကောင်းတည်တယ်ဒီတော့အခုလိုမျိုးရှုံးပါတာမဖြစ်ဘူးเนาะဒါမှအခုဒါပခံနိုင်လို့ငပောက်ရဲ့ပြောစကားကိုပခံနိုင်လို့တင်ထားတဲ့ညီကိုတယောက်ရဲ့စကားပဲเนาะဟမ်ဘာကတော့လာခဲ့เนาะ ။ဘန်ကောက်မြို့တစ်ဆယ်တန်းဖျားနာမှာငါလုံးလုံးနေတယ်။လာခဲ့နော်။လဲတော့ငါတို့ဆိုင်မှာခွေးပြည့်တဲ့ခွေးစားတဲ့မျိုးကတ်မယ်။ပြုလို့ရှိရင်ငါမျိုးလီးနဲ့ကြတော့မယ်။ဒါငါလုံးမပတ်ကြတော့ဘူး။နောက်ဆုံးဆဲသွားတာတော့အတက်ပဲเนาะဖြစ်တယ်။ပေါက်ကတော့ဆိုအဲ့ဒါငါပေါက်တာဘာဖြစ်ဆိုလူတွေကိုပတ်ပြီးတော့လေအကုတ်လိုပေးနေတာဗျ။အကောင်းဆုံးကလက်ရှိကျွန်တော်တို့နိုင်ငံမှာအဲ့လိုအကုတ်လိုပေးနိုင်အောင်လေစနစ်မကျစီမံထားတာ။ဒါငါပေါက်အလောက်ကိုတွားမကျင်လေ။ဘာဖြစ်လို့လဲဆိုတော့ခင်ညွတ်လက်ထက်ကထောင်လိုင်း80ကျော်ကိုကတော့တုံးပြီးတော့တနိုင်ငံလုံးကိုပတ်ပြီးပြုတ်လိုက် အဲ့ဒီခေတ်ကကိုးချောင်ကိုးဆိုပြီးတော့မဘာတာကိုးချောင်ကိုးပြီးတော့မဘာတာပေါ့နော်ခေါင်းစဉ်အမျိုးနဲ့ထွက်လာတာအဲ့တော့မဘာတာဆိုတဲ့စကားအင်မတန်ကောင်းတယ်လေအမျိုးမာတော့တာနာကာကွယ်ဆောက်ရှောက်တာအတားကောင်းတဲ့စကားအင်မတန်ငုံမြက်တဲ့စကားလုံလဲလုံပြင်းတဲ့အလုပ်အမျိုးကိုအမျိုးကိုဘာတာကိုဘာလို့ကာကွယ်ဆောက်ရှောက်တယ်ဒါဟာမြတ်စွာဘုရားကတော်တဲ့ချီးမွမ်းတာလေဒါပေမဲ့လို့နာမည်ကကောင်းပေမဲ့လောက်ရက်ဒီတကယ်အမျိုးဘာတာကိုဆောက်ရှောက်တာလားအမျိုးဘာတာကိုပြက်တနာရှာတာလားအဲ့တော့ဘာလို့လဲဆိုတော့အဲ့ဒီဒီထောင်လိုင်းဆဲတွေကနေရီမှာရှိတဲ့ဒရာဒရာတန်ထားတန်တဲ့ နော်တန်ကာတွေလူပုဂ္ဂိုလ်တွေကိုစီယုံနေအမျိုးသားတွေဆိုလူတိုင်းကအမျိုးချစ်စိတ်ပြင်းထန်ကြတယ်မြန်မာပြည်သားတွေကမြန်မာနိုင်ငံဘာကြောင်ဝင်နေဖြစ်နေဆိုမျိုးချစ်စိတ်ပြင်းထန်ကြကိုမျိုးချစ်တဲ့စိတ်ဘယ်လူမျိုးဘာမေးတီမိလူမျိုးမင်းမချင်ဘာမေးတီဘာမေးတီနော်မကျင်နိုင်ပြဿနာဖြစ်လို့ဆိုတော့လွန်လန်းနေမြန်မာပြည်မှာအရန်တော့လူမျိုးတစ်ခုကိုလည်းနာမည်ကမင်းကောက်ဆဲလိုက်တယ်ချက်ချင်းတော့ဘူမတိဘာမေးတီဒီလူကဘာဖြစ်လို့ဆဲနေတာလဲဘာအကြောင်းရှိလို့လဲမစင်းစားပဲနဲ့လာပြီးတော့အဲ့ဒီဆဲတဲ့လူရဲ့နာမည်ဒီမကပဲဆဲတဲ့လူရဲ့လူမျိုးကိုပြန်ဆဲဖို့အစင်းနေအဲ့ဒါဘာလဲဆိုတော့မျိုးချစ်စိတ်ပြင်းထန်တဲ့လက္ခဏာ ။နော်အဲ့တော့ဒါတွေကိုခုလုံးလုပ်ပြီးသူတို့ကဘာလုပ်လဲ။အင်အားစုစည်းတယ်။အင်အားစုစည်းပြီးတော့သူတို့ဒီအာနာရှင်ရဲ့လက်ကင်ထုတ်ခစ်လုပ်တာလေ။ဘာဖြစ်လို့အာနာရှင်လက်ကင်လဲ။အခုရန်ကုန်ကထုံးကြောက်ပြီးကြည့်ပါ။နော်။ကျောင်းတိုင်းတော့ကျွန်တော်မပြောလို့လေ။ကျောင်းအများစုနှလုံးတိုင်းသုံးလုံးတိုင်းမရှိတဲ့ကျောင်းမရှိဘူး။အခန်းငါးစားတဲ့ကျောင်းရှိတယ်။တွားကြည့်ပါမိမအဝတ်တွေတိုးလို့တွဲလောင်းဖုံးကြီးကျောင်းနဲ့မိမအဝတ်နဲ့ဘာဘာပက်ဆက်ပက်ဆက်။မြင်တော့ကောင်းလား။ဒါပေမဲ့လုံနေတယ်။ဒါတွေကိုတက်ဆိုင်ရာဒီခေတ်ဆက်ဆက်စစ်ကောင်းဆောင်တွေဘာဖြစ်လို့ လှုပ်ပေးထားတယ်အကုန်သိတယ်ဘယ်ဖုံးကြီးမိမရှုပ်တယ်ဘယ်ဖုံးကြီးမူရီဇေဝရှုပ်တယ်ဘယ်ဖုံးကြီးအရေးရှုပ်တယ်ဘယ်ဖုံးကြီးငွေကြေးရှုပ်တယ်ဘယ်ဖုံးကြီးလောင်းစားရှုပ်တယ်အကုန်လုံးသိတယ်ဒါလည်းမဟုတ်တာအကုန်လုံးကိုလှုပ်ပေးထားတယ်သူတို့အတုံးဓမ္မမျိုးပြန်ရဖို့စစ်ကောင်စီအင်အားတုံးထိုးစစ်ဆင်နေပေမဲ့အထိနာတေဆုံးမှုများနေ အထိနာ၍ဆုတ်ခွာရချိန်တိုင်းပြည်သူနေအိမ်တွေကိုစစ်ကောင်စီမိပတ်ရှုသွားစကိုင်းတိုင်းအထက်ပိုင်းရှိဗမ်းမောက်မြို့ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီဘက်ကနေ့စဉ်လေယုံလက်နက်ကြီး drone တွေတာမကမြေပြင်စစ်ကြောင်းတွေကပါတိုက်ခိုက်မှုတွေရှိနေပေမဲ့အထိနာကပြန်လည်ဆုတ်ခွာနေရပြီးထိခိုက်တိုက်ဆုံးမှုများနေတယ်လို့သိရပါတယ် မလာအောက်ခံတရင်တပ်ဖွဲ့တွေနဲ့မဟာမိတ် KIA တပ်ဖွဲ့တို့ပူးပေါင်းပြီးဗမောက်မျိုးကိုစက်တင်ဘာလနောက်ဆုံးပတ်အတွင်းတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတိမ့်ပိုက်စင်မှာဗမောက်ရှိစစ်ကောင်စီတပ်သားတွေနဲ့စနာပြည်သူစစ်တွေဟာမြို့ကိုစုံခွာထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်စစ်ကောင်စီဟာဟုံမလင်းမျိုးနယ်ဘက်မှတဆင့်တပ်မ33 ယူနီဖောင်းဝတ်ပြည်သူစစ်မှုထမ်းစဉ်တင်နန်းသားတွေအများဆုံးပါဝင်တဲ့အင်အားငါရကျော်ကိုဗမောက်မျိုးကိုပြန်တိုက်ဖို့အတွက်ဆီလွတ်ခဲ့ပြီးမြို့အသိန်းခံရစုထွက်ပြေးလာတဲ့စစ်ကြောင်းတွေနဲ့ပူးပေါင်းကာနေစုလာရောက်တိုက်ခိုက်တာတွေပြုလုပ်တယ်လို့သိရပါဗျ။လာရောက်တိုက်ခိုက်ရာမှာမြေပြင်စစ်ကြောင်းတွေအပြင် ဆဲနှစ်ဒရုန်းနဲ့လက်နက်ကြီးတွေကိုပါအတုံးပြူတိုက်ခိုက်တာတွေပြုလုပ်ပေမဲ့စစ်ကောင်စီတပ်တွေပဲနေစုပ်ထိနာပြီးတေဆုံးထွက်ပြေးတာတွေရှိနေတယ်လို့ဆိုပါတယ်။ဗမောက်ချီနေကတော့ကောင်းတယ်ခမရဆက်ကတော့နေတိုင်းထိုးစစ်ဆင်နေတာကျွန်တော်တို့ဘက်ကခံစစ်ကိုကောင်းကောင်းလုပ်ထားတော့နေတိုင်းသူတို့ပဲအထိနာပြီးပြန်ပြန်ဆုတ်သွားနေတယ်နေမထိုးရင်ညထိုးတယ်တရက်မှမပြတ်ဘူးဒရုန်းလက်နက်ကြီးနဲ့ပဲမဟုတ်ပဲဆဲနှစ်တွေနဲ့ပါတွဲသုံးနေပါတယ်။လို့ဗမောက်ခေါက်ထမတော်လန်ရေးရဲဘော်တအူးကဘဘုံကိုပြောပါတယ် ဒါအပြင်ဗမောက်မြို့အတွင်းကိုစစ်ကောင်စီရဲ့တပ်မတ်33ယူနီဖောင်းဝတ်စစ်သားတွေအဓိကထားတိုက်ခိုက်နေတယ်ဆိုပေမဲ့လည်းအဆိုပါယူနီဖောင်းဝတ်အများစုဟာစစ်တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူစစ်တွေသာအများဆုံးဖြစ်တယ်လို့သိရပါတယ်နော်အနာရှိနေရကျွန်တော်ပြောပြသူတာတုံးတာကိုမြဲကြောက်တယ်စစ်သားရဲ့ဖျားသားရဲ့အကြောင်းသားရဲ့အဲ့ဒီမှာစစ်သားကိုတပွင့်တန်တမိတ်အမိတ်ပေးရင်ဘေးမှာတက်ချဆိုတာဟာမျိုးနားရိုက်တွင်းပြီးတော့ဘာနည်းလောက်ထားလဲ နော်အတိတ်တရားတွေကိုမှောင်မှိုက်အောင်လုပ်ထားတယ်။ကျောင်းသားတွေကိုကြတော့ဘာလုပ်လဲ college တွေကိုမြို့ပြင်ထက်တယ်။ပညာရေးစနစ်ကိုတွဲခေါ်နှိုင်စွမ်းကြဆင်းအောင်ဒါရင်ဒါကျက်ဒါပြေဆိုတဲ့စနစ်တွေလွတ်ဖြစ်တယ်။လူတယောက်ကတွဲခေါ်နှိုင်စွမ်းမြင့်မားလာအောင်ပြုစုပြောထောင်မပေးတဲ့အပြင်အဲ့လိုတွဲခေါ်နှိုင်စွမ်းမြင့်မားလာတဲ့လူတွေကိုဖိနှိပ်ပြစ်တယ်။နော်ပြီးလို့ရှိရင်ဖျားသားဖြစ်တဲ့ဒီတန်ကားတွေနောက်ကိုရှူအောင်ရေးခင်းမှာဒီစစ်အာဏာယူတွေကကောင်းကောင်းတိပါတယ်။ဒီတန်ကားတွေအင်အားအဲ့ဒီအတွက်တန်ကားတွေထဲမှာသူတို့ရဲ့ဆဲတွေကိုထည့်လိုက် ဆဲတွေထပ်ပြီးလွတ်ပိုက်ခွင့်တွေနေရာထိုင်ခင်းတွေအခွင့်အရေးတွေဒါတွေနဲ့မျှပြီးတော့တန်ခါဩဇာအာဏာရှိတဲ့တက္ကမကြီးတဲ့ဆရာတော်တွေကိုဖြစ်စည်းဖြစ်တယ်ဖြစ်စည်းပြီးတော့သူတို့ကပိုက်ထောင်တွေကသူတို့အကြိုက်တုံးလို့ရအောင်လုပ်ဖြစ်တယ်စာတင်တိုက်တွေကိုနှိပ်ကုပ်ထားတယ်နော်ဘာလို့မရှိရအောင်ရေးမှာအားလုံးတိတဲ့အတိုင်းစာတင်တိုက်တွေကိုဘယ်လိုပုံစံဝင်စည်းလဲတပုံစကန်းတစ်ညစကန်းဝင်စည်းလို့ဝင်စည်းကြတယ်အဲ့ဒီကိုတော်တွေကဘာမှမရှိဘူးလေအနှက်ရှိတာမဟုတ်ဓာတ်ရှိတာမဟုတ်ဘုံလည်းရှိတာမဟုတ်ဘူးလေနော်တန်ခါတွေဘာလုပ်လဲနိုင်ငံရွာကိုထွက်ပြီးတော့မြေတားပို့တာလေမြေတားတော့ရွတ်တာဒါတန်ခါအလုပ်လေဆိုတော့အဲ့ဒီဟာရင်းရင်းဆက်ဆက်ရိုက်ခွဲတဲ့ကောင်းတွေကိုမျိုးစုံနှိပ်ကုတ်ခဲ့ ဒါပေမဲ့ငပောက်တို့လိုမျိုးဒီလိုအရေးချုံဝါတဝလိုလိုမျိုးဒီလိုအရေးချုံအောက်တန်းစားတွေလိုဘာလို့ပေးတာလဲမြောက်ပေးတာလဲမြောက်ပေးတာလဲဒါဟာတာဂနာကိုဖြစ်တာကိုတရားဝင်ဖြစ်ခွင့်ပေးထားတာလည်းမတူဘူးလားတန်ခါဆိုတာတန်ခါလောက်လောက်ကမယ်တန်ခါအလုံးမလုံးနိုင်ရင်တန်ခါဖွဲ့ရှင်းရှင်းလေးပဲတန်ခါမှာလူမျိုးမရှိဘူးဘာသာမရှိဘူးနော်ဘုရားဘာသာဆိုတာအခြားဘာသာလေးလိုဘာသာအဖွဲ့အစည်းတစ်ခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားဟောပြသွားတာမိကပူတယ်မိကိုတွားကြရင်ပူတယ် ဒါပေမဲ့ပထမတော့မတိဘူးမိကပူလာအေးလာဖះဟောမှာတိပါတယ်အဲ့တော့ဖះရဲ့တရားဆိုတာဖះကိုယ်ပဲဟောထားတာမဟုတ်ဘူးဒါပေမဲ့အခုဒီငပောက်လို့ကောင်မျိုးတွေကမိကဖះဟောထားမိကပူလို့ဆိုသူကမိကအေးတယ်ပြန်လုပ်နေတာဟမ်အဲ့တော့ပါဒနာကိုတရားဝင်ဖြစ်ပွင့်ရတာမဟုတ်လားအဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာကဒီတော်လိုင်းအလွန်တာလားပြည်သူရွေးချယ်တဲ့တမန်တော်ရဲ့အောက်ချုပ်မှုအောက်မှာတိုင်းပြည်ရောက်လာတဲ့အချိန်မှာပါဒနာတက်ရှင်းရေးဆိုတာဂျင်းနေပေါ်လာလိမ့်မယ်ဒါကြောင့်မို့လို့နော်အဲ့ဒီချိန်ပါဒနာပြုတ်မင်းပေါ်မယ်ဆိုတာအဲ့ဒါလိုခါမျိုးပြောတာတော်လိုင်းကြီးကနိုင်ုံနိုင်နေမပြောကြည့်လိုက်တော်လိုင်းအလွန်ကာလကလို့အရေးကြုံနေတာ နောက်ဆုံးကျွန်တော်မြဲပြောနေလို့ဒုံကပဝိတ္တာကစဗျာရှင်းရှင်းပြောရင်နော်ဒုံကပဝိတ္တာကစဒုံကပဝိပြီးဖဲရိုက်နေတဲ့ကောင်လို့အရက်တောင်နေတဲ့ကောင်လို့ပမန်လေးနေတယ်တခါတော့ဖန်ဆောင်ချပြစ်နော်မဝိနိုင်မဝိနိုင်တကယ်တာနာအောင်တန်တန်ရှင်းရှင်းပြုတ်နိုင်တဲ့ပုံကိုတန်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 ငါးသိရှိတယ်တဲ့နော်ဒီလိုမျိုးပြောထားတာတန်တန်ငါးသိတာရှိတယ်အဲ့ထက်မှာတန်ငါးဝိနည်းနဲ့မညီတဲ့ပုံကိုညားနေဘာဖြစ်လာတာနာပြက်တာပဲဖတ်နေမယ်လေဟုတ်တယ်မလားတန်ငါးငါးသိမပြောနဲ့ငါးသိမှာအထုက၄သိငါးပေါင်းရှိမယ်အစ်စ်က၅ပေါင်းပဲဆိုအဲ့၄သိငါးပေါင်းကျွန်တော်တို့မမီဘူးကျန်တဲ့တန်ငါးငါးပေါင်းအောင်ပဲတိတိကျကျပြုတ်ကိုယ်ွယ်ပြီးတော့ မုံမှန်ပြီးတော့ဒီသာသနာပြန်ပေါ်ရင်တော့ဝမ်းလို့လေအဲ့ဒါကသာသနာအစစ်မှန်ပေးကြတယ်နော်အဲ့တော့ဒီတော်လိုင်းကြီးနိုင်ဖို့လိုတယ်ဆိုတာဒီလိုအရေးချုပ်အောက်တန်းစားတွေကျွန်တော်တို့နှိမ့်ကုတ်ပေးရတယ်အခုငပောက်ကထိုင်းကိုမလာဘူးလို့ပြောလို့မရဘူးလာနိုင်လာအောင်ပဲအလုံးတိတဲ့အတိုင်းထိုင်းဆိုတာလေတော်လိုင်းကြီးဘက်ကိုအပြည့်ရက်တည်ထားတဲ့တိုင်းကြီးတစ်ခုမဟုတ်ဘူးနှစ်ဘက်ကိုဘယ်နဲ့ညီအောင်လို့နေတဲ့တိုင်းကြီးတစ်ခုဖြစ်တဲ့အတွက်သူတို့ဘက်မှာလည်းထိုက်ကြည့်လျောက်ဆက်ွယ်ဆက်ွယ်မှုပတ်သက်မှုဆက်နွယ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညမှာတစ်ခုပြောချင်တယ်ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့ညီကိုကစပြီးတော့ မပေါက်ပဲလာတာဘလူပဲလာလာကျွန်တော်တို့တွေကထိုင်းမှာနေတာဖြစ်တဲ့အတွက်ဥပဒေမဲ့အလုပ်ပြီးတော့မလုပ်မိစေနဲ့ရှင်းရှင်းပြန်ဥပဒေပေါင်တဲ့ကကျွန်တော်တို့ဘလို့တောက်ပြန်လို့ရမလဲဒီလိုလူရောက်มาနေဒီအောက်ခန်းစားတွေကိုကျွန်တော်တို့ဟာထိုင်းနိုင်ငံရဲ့အကာအကွယ်ဥပဒေပေါင်တဲ့ကဘလို့တောက်ပြန်လို့ရမလဲဌာနဆိုင်ရာတွေနဲ့ပေါင်းစည်းပြီးတော့ဘလို့ကင်ွယ်လို့ရမလဲဒါမျိုးတွေကိုများများအားပေးကြပါများများဝိုင်းစိုးစားပေးကြပါနော်ခုလိုမျိုးဖတ်ပြောပေးတာကျေးဇူးတင်ပါတယ်ဘာဖြစ်လို့တို့လူရောက်มาတွေကတို့များများပြောနိုင်တဲ့သူတွေရှိမှတောင်းကြပါနော်ဒါကြောင့်မလို့ခုလိုဝင်ဖတ်ပြောပေးတဲ့ညီကိုဒီကိုအားလုံးကိုကျေးဇူးတင်ကျွန်တော်အမှန်ကျွန်တော်ကကာပြောလို့မဟုတ်ဘူးနော် ကျွန်တော်ပြောတာချင်းချင်းအမှန်တရားကိုများများဖတ်ပြောပါဒီကာလဟာနှစ်ဖက်အတွက်အင်မတန်ရင်းကြီးတဲ့ကာလဖြစ်တဲ့အတွက်အမုန်းခံဖို့မကြောက်ပါနဲ့အမှန်တရားအတွက်မုန်းလို့မကဘူးစိတ်ကတော့မုန်းကြပါစေကျွန်တော်တို့အဲ့ဒီစိတ်ထားပါတယ်နော်ဒါကြောင့်မလို့အခုဒီနေ့တော့ခင်ပြောမှာတလူမတရားတဲ့နှုတ်ရက်တွေပြည်တွင်းမှာပဲဖြစ်ပြီးပါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံအတွက်တွေ့နေနေနေငြိမ်ခံနေထားပါနဲ့ဖတ်ပြီးတော့ပြောပြပါလို့အားလုံးတိုက်တွန်းပါတယ်